တော်လိုင်းရေးမှာအာတတ်တရောပါဝင်ခဲ့ပြီးတတိယနိုင်ငံကိုရောက်ရှိနေကြပြီဖြစ်တဲ့ပန်ဆယ်လိုအိုင်ရင်ဇွန်နီလာထင်းနဲ့ချမ်းမြမြတော်တို့ရောင်းချနေတဲ့ပစ္စည်းများကိုဝယ်ယူသူနဲ့ဖြန့်ဖြူးသူများကိုအကြမ်းဖက်ဥပဒေနဲ့တရားစွဲမိဖြစ်ကြောင်းမြမအတန်နဲ့ရုံမြင့်တန်ချာ MRTV ကနေကြေညာမင်္ဂလာပါပရိသတ်ကြီးရှင် ပန်ဆယ်လိုအိုင်းရင်ဇွန်နီလာထေးချမ်းမြမြတော်နေတော်လိုင်းရင်မှာပါဝင်နေတဲ့နာမည်ကြီးပုဂ္ဂိုလ်များထံမှအွန်လိုင်းမှာရောင်းချနေတဲ့ပစ္စည်းများကိုဝယ်ယူခြင်းနဲ့ဖြံပြူရောင်းချခြင်းများလှုပ်ဆောင်နေသူများကိုအကြမ်းဖက်ဥပဒေနဲ့တရားစွဲဆိုသွားမှာဖြစ်တယ်လို့မနေ့ကဇွန်လ၂ရက်နေ့ MRTV သတင်းဌာနရဲ့ည၈နာရီသတင်းမှာထည့်သွင်းကြေညာသွားခဲ့တာဖြစ်ပါတယ်။ အမတီဗီသတင်းဌာနရဲ့သတင်းကြေညာမှုမှာတော့ပန်စင်လိုအိုင်ရင်ရွှေနတီဇွန်နီလာထေအောင်တော်ခိုင်စုလွင်ထက်နီနီတန်ချမ်းမြမြတော်တို့ရဲ့အကောင့်များနဲ့ချိတ်ဆက်ပြီးအွန်လိုင်းပစ္စည်းများဝယ်ယူခြင်းတစင်ကံပြန်လည်ရောင်းချခြင်းနဲ့ယခုကဲ့သို့ဆောင်ရွက်နိုင်ရန်ကုညီဆောင်ရွက်နေသူများကိုအကြံဖက်ဥပဒေဖြင့်အရေးယူသွားမှာဖြစ်တယ်လို့ကြေညာလိုက်တာပဲဖြစ်ပါတယ်။ အဆိုပါည7နာရီသတင်းတွင်နိုင်ငံတော်ဝန်ကနေဘေးလွရနိုင်ငံများကိုထပ်ပြေးတင်းရှောင်နေရသူများကိုလည်းအကြမ်းဖက်အားပေးပြည်ပြည်များဟုတုံးနှုံးပြောဆိုသွားတာလည်းဖြစ်ပါတယ်တော်လိုင်းရေးမှထိတ်ဆုံးကပါဝင်နေပြီးအခုချိန်ထိလည်းထောက်ပို့တွေအဖြစ်ရပ်တည်နေဆဲဖြစ်တဲ့ပန်ဆယ်လိုနဲ့အိုင်ရင် ကိုရီးယားနိုင်ငံသားနဲ့အိမ်နောက်ကြပြီးကိုရီးယားနိုင်ငံမှာပဲသွားရောက်နေထိုင်နေခဲ့ကဒေါ်လာရဲ့အတွက်တထက်တအားပါဝင်နေစေဖြစ်တဲ့ကိုရီးယားစာသင်ဆရာမချမ်းမြမ်းများသောကိုရီးယားနိုင်ငံမှာပဲရောက်ရှိနေထိုင်နေတာဖြစ်ပြီးကိုရီးယားပြည်ရင်းသုံးအလားကုန်ပစ္စည်းတွေကိုမြန်မာနိုင်ငံကကတ်စတမာတွေစီကိုတင်ပို့ရောင်းချနေတဲ့ဇွန်နီလာထေးတို့လေးယောက်ဟာဆိုရင်လူမှုကွန်ရက်ပေါ်မှာနာမည်ကြီးသူများဖြစ်တယ်လို့တဟူးချင်းစီအလိုက်အားပေးသူအခိုင်အမာရရှိထားကြသူတွေလည်းဖြစ်ပါတယ်။ပန်ဆယ်လူကတော့ ခုချိန်ရောက်မှထပြီးပန်ဆယ်လိုရောင်းနာဝယ်ရင်ဖမ်းမယ်ဆိုပြီးတော့လာကြညာနေတယ်မြန်မာနိုင်ငံကိုဘာမှပို့မရောင်းနာကြာလာပြီရန်နာပစ္စည်းတွေဝယ်နေတဲ့အထဲမှာမြန်မာပြည်ကဝယ်တာတယောက်မှမပါဘူးအကုန်လုံးပြည်ပကကြီးပဲအခုမှထပြီး MRTV ကနေကြေညာနေသေးတယ်ဟုဆိုကပန်ဆယ်လိုကတမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတယောစာပြန်လဲရေးသားပြထားတာလည်းဖြစ်ပါတယ်